ကျက်တုံဖြူသည်ကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတော်လဲအလွန်ကျွန်စားသုံးပါကစိုးကျိုးများလည်းရှိနိုင်ပါသည်အောက်ပါတို့မှာကျက်တုံဖြူ၏ကောင်းကျိုးနှင့်စိုးကျိုးများဖြစ်ပါသည်ကျက်တုံဖြူ၏ကောင်းကျိုးများခုခံအားစနစ်ကိုမြင့်တင်ပေးခြင်းကျက်တုံဖြူတွင်ပါဝင်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်ဗီတာမင်စီသည်ခုခံအားစနစ်ကိုအားကောင်းစေပြီးယောဂဗိုးမွားများကိုတိုက်ထုတ်ပေးနိုင်သည်နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း ။ကျက်တုံဖြူသည်သွေးပောင်ချိန်ကိုထိန်းညှိပေးပြီးသွေးရင်းကိုလက်စထရောကိုလျှော့ချပေးနိုင်သည်ထို့ကြောင့်နှလုံးရောဂါနှင့်လေးဖြတ်ခြင်းများကိုကာကွယ်ပေးနိုင်သည်။ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းကျက်တုံဖြူတွင်ရောင်ရမ်းမှုကိုရှော့ချပေးသောကြက်ပေါင်းများပါဝင်သဖြင့်အစိတ်ရောင်ခြင်းအယိုးပွခြင်းကဲ့သို့သောယောဂများကိုတက်တာစေနိုင်သည်။ကင်ဆာကာကွယ်ပေးခြင်းကျက်တုံဖြူတွင်ပါဝင်သောဆာလဖာကြက်ပေါင်းများသည်ကင်ဆာဆဲများကြီးထွားမှုကိုတားဆီးပေးနိုင်သည်။အထူးသဖြင့်အစာအိမ်နှင့်ဥမကြီးကင်ဆာကိုကာကွယ်ပေးနိုင်သည်။ ွေးရင်းတကြားတက်ကိုထိန်းကြီးပေးခြင်းစက်တုံဖြူသည်တွေးရင်းတကြားတက်ကိုထိန်းကြီးပေးနိုင်သဖြင့်စီချိုယောဂါရှိသူများအတွက်အထောက်အကူဖြစ်စေသည်အစာချေစနစ်ကိုကောင်းမွန်စေခြင်းကျက်တုံဖြူသည်အစာအိမ်နှင့်ဦးလန်းချောင်းတွင်ယောဂဘုံမွားများကိုတည်စေနိုင်ပြီးအစာချေစနစ်ကိုကျန်းမာစေသည်ကျက်တုံဖြူ၏ဆိုးကျိုးများအစာအိမ်နှင့်ဦးလန်းချောင်းပြဿနာများအလွန်ကြွန်စားသုံးပါကကျက်တုံဖြူသည်အစာအိမ်နှင့်ဦးလန်းချောင်းကိုလုံးစော်ပေးသဖြင့်ဗိုက်အောင်ခြင်းလေပိုခြင်းဝမ်းပြည့်ခြင်းများဖြစ်စေနိုင်သည် သွေးတိုးကြဆေးနှင့်တက်ပြူခြင်းကြက်တုံဖြူသည်သွေးပောင်ချိန်ကိုရှော့ချပေးနိုင်သောကြောင့်သွေးတိုးကြဆေးတောက်သုံးနေသူများတွင်သွေးပောင်ချိန်အလွန်မင်းကြဆင်းခြင်းကို ဖြစ်စေနိုင်သည်သွေးမတိတ်ခြင်းကြက်တုံဖြူသည်သွေးခဲခြင်းကိုနှေးကွေးစေသောကြောင့်ခွဲစိတ်ကူတမှုမတိုင်မီသို့မဟုတ်သွေးထွက်လွယ်သူများတွင်ရှောင်ကျဉ်သင့်သည်အနံ့ဆိုးထွက်ခြင်းကြက်တုံဖြူစားသုံးပါကခန်းနှင်းနှံဆိုးခြင်းကိုနှံဆိုးခြင်းများဖြစ်စေနိုင်သည်အရေးပြားရရင်ခြင်းအချို့သူများတွင်ကြက်တုံဖြူနှင့်တမတဲခြင်းကြောင့် အရေးပြရရင်ချင်းအင်ပြင်တခြင်းများဖြစ်စေနိုင်သည်သွေးအားနည်းယောဂအလွန်ကြုံစားသုံးပါကစက်တုံဖြူသည်သွေးနေဦးများကိုပျက်စီးစေနိုင်ပြီးသွေးအားနည်းယောဂကိုဖြစ်စေနိုင်သည်အကြံပြုချက်စက်တုံဖြူကိုတင်းတင်းများတစွာစားသုံးပါတနည်းလျင်နှစ်မွာလေးမှုထက်မပိုသင့်ပါဆေးဝါးများနှင့်တပြုတ်နိုင်သောကြောင့်ဆရာဝန်နှင့်တိုင်ပင်ပြီးမှစားသုံးပါစက်တုံဖြူကိုချက်ပြုတ်ပြီးစားခြင်းကအနံ့ဆိုးထွက်ခြင်းကိုလျှော့ချပေးနိုင်သည် ကျက်တုံဖြူသည်ကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေတော်လဲများလုံးမှာကစိုးကြိုးများရှိနိုင်သည်ကိုသတိပြုသင့်ပါသည်